ီအန်အေတဲ့နောက်လာတော့တက်ဆင်နေကြတဲ့ပြည်သက်တွေအလုံးပေါ်ဒါလီစွာပါလို့နှုတ်ခမ်းဆက်သလည်းရပါတယ်ဒီကနေ့2025ခုနှစ်ဧပြီလ23ရက်နေ့ CNN ရဲ့တနစ်တာ online radio ထုတ်လွှင့်မှုကိုစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်ဒီကနေ့နောက်ဆက်ရမယ့်သတင်းတွေကတော့စစ်တွေကလည်းပေါ့ထုံးကိုစစ်ဆောင်ထွက်ဖို့လုပ်နေတဲ့ဒေသခံ30ကျော်ကိုစစ်ကောင်စီတပ်တွေနဲ့ ်လ်ပီတက်တွေကဖန်ဆီးထားတဲ့ဆိုတဲ့တဲ့အပြည့်အတာတတန်းတွုံးမယ်လို့မကြီးညာခင်မှာစစ်ကောင်စီကနောက်ချုံမျိုးကိုပုံကျစ်တက်ခိုက်တာလောက်ဆောင်ခဲ့တယ်ဆိုတဲ့တဲ့တက်ခိုက်ရတဲ့စစ်တိုက်လုံးနေတဲ့စစ်ကောင်စီအပြည့်ရကလာတဲ့ထက်တိုးတယ်လို့ထောက်ပြပြောဆိုလာတဲ့တဲ့တွေကိုကြားရမှာလည်းဖြစ်ပါတယ်ဒီကနေ့နေ့တာထုတ်လွှင့်ပြီးတော့မှဆုံးတဲ့အနေနဲ့ကြားရမှာကတော့စစ်တွေကလည်းပေါက်ထုံးကိုစစ်ချောင်းထွက်ဖို့လုပ်နေတဲ့ ်ဒေသခံသုံးဆုကျော်ကိုစစ်ကောင်စီနဲ့ ELB တက်တဲ့ကဆန်စီကြတယ်ဆိုတဲ့သတင်းကိုကြားမှလည်းဖြစ်ပါတယ်စစ်တွေကလည်းပေါတုံးကိုစစ်ပေးဆောင်ထွက်ဖို့လုပ်နေတဲ့ဒေသခံပြည်သူ30ကျော်ကိုစစ်ကောင်စီတက်တွေနဲ့ ELB တက်ဖို့ဝင်နေကလာရောက်ဖမ်းဆီးသွားတာလည်းရှိတယ်လို့စစ်တွေဒေသခံတွေကပြောပါတယ်ဖြစ်စင်မှာအေဗလန်၂၂ရက်နေ့ညနေ9:00နာရီကြိုတန်းကဖြစ်ပေါ်ခဲ့တာဖြစ်ပြီးတော့စစ်တွေမြို့ဒင်းဖြူကျေးရွာဒေသခံ30ကျော်အပါအဝင်စစ်တွေမြို့နယ်တက်မှာရှိတဲ့နေရာဒေသသီးသီးကဒေသခံပြည်သူ30ကျော်လောက်ဟာ စစ်တွေကလည်းပေါတော့ကိုသွားရောက်ဖို့အတွက်စစ်တွေမျိုးကိုရီးယားစစ်ကမ်းအတွင်းမှာရှိတဲ့စစ်လေပုံမှာထိနေစင်မှာစစ်ကောင်စီတပ်တွေနဲ့ ALP တပ်ဖွဲ့ဝင်တွေကလာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့သိရှိထားအကြောင်းစစ်တွေဒေသခံတူက CNN ကိုပြောဆိုထားပါတယ်ဒီလိုစစ်ပေးဆောင်ဖို့အတွက်စစ်တွေကလည်းပေါတော့ကိုထွက်ခွာတဲ့သူတွေဟာရေရိုးတမန်လူဒန်းစားတွေဖြစ်ပြီးတော့စောင်းဝင်ရဲ့အခက်ခဲတွေနဲ့ရစိန်ကြုံတွေ့လာကြရတာကြောင့်မိမိနေရက်ကအိုးအိမ်တွေကိုဆုံခါက စပေးဆောင်ပြည်သူအဖြစ်နဲ့ဗရခတ်တက်တို့ထိန်းချုပ်နေမိအတင်းကိုမရှိရှိတာရောင်းချပြီးတော့ထွက်ခွာကြသူတွေဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီလိုထွက်ခွာတဲ့နေရာမှာလဲစစ်တွေကနေပေါတိုကိုရောင်းနေဖို့အတွက်ကိုးစားကိုလူတူဦးလျင်ဝင်၅သိန်းကျပ်ကနေပြီးတော့ငွေ၁သိန်းကျပ်တိပေးဆောင်ထားကြရတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီဖက်စစ်ခံထားရတဲ့သူတွေထဲမှာအမျိုးသားလူလတ်ပိန်တွေအပါအဝင်ကလင်းငယ်ကိုဝန်ဆောင်မိခင်နဲ့စစ်ကြီးယူအိုတွေလေးပါဝင်နေတာဖြစ်ပြီးတော့လက်ရှိသူတို့ကိုပို့ဆောင်ပေးမယ်လို့ငွေယူထားတဲ့ပွေစားမှလည်း ရောက်ဆုံးနေတယ်လို့သိရှိထားကြောင်းစစ်တေတသက်ခန်တွေကပြောပါတယ်။ဒါအပြင်ဖန်စစ်ခံထားရတဲ့သူတွေကိုလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ALB တပ်ဖွဲ့တွေကဘယ်မှာထားရှိတယ်ဆိုတဲ့အချက်လက်တွေကိုမသိရှိရသေးဘူးလို့လည်းပြောဆိုမှုတွေရှိနေကြပါတယ်။စစ်ကောင်စီတပ်တွေဟာစစ်တပ်မျိုးနွယ်တပ်မှရှိနေတဲ့ဒင်းဖြူကြေးရအပါအဝင်ကြေးရ20ကျော်လောက်ကပြည်သူတွေကိုကြေးရအတွင်းမှာမနေထိုင်ဖို့နှင်ထုတ်ထားတာရှိပြီးတော့အဲ့ဒီလိုနှင်ထုတ်ထားတဲ့ဒေသခံပြည်သူတွေကိုလည်းစစ်ကောင်စီက ဘရကတက်တို့ထိန်းချုပ်နေမိအတွင်းကိုစစ်ဘေးရှောင်ဖို့တော်ရောက်ခွင့်မပြုဘဲစစ်တွေမြို့တွေမှာပိတ်လောင်ထားတဲ့အတွက်စစ်ကောင်စီနဲ့ထုတ်လို့ကြေးရအတင်းကထွက်ပြေးနေကြရတဲ့ဒေသခံပြည်သူတွေဟာစစ်ဝင်ရဲ့အခက်ခဲတွေအတွက်စိုးရိမ်ပူပန်နေကြရတာတွေအပြင်စစ်ကောင်စီတက်တွေနဲ့ ALB တက်ဖွဲ့ဝင်တွေရဲ့စစ်မှုထမ်းအတွက်အတင်းဖက်စီမှုတွေကိုခံရမှာကိုလည်းစိုးရိမ်နေကြရတယ်လို့ဒေသခံတွေကပြောဆိုထားကြပါတယ်ခင်ဗျာ ဆက်လက်ပြီးနားဆင်ရမှာကတော့အပြစ်ရတာတက်တန်းတွမယ်လို့မကြေညာခင်မှာစစ်ကောင်စီကနောက်ချုံမျိုးကိုဖုံးကျစ်တက်ခိတ်ကြာလောက်ဆောင်ခဲ့တဲ့ဆိုတဲ့သတင်းကိုကြားမှာပဲဖြစ်ပါတယ်စစ်ကောင်စီဟာအေဗီလာ၂ရက်နေ့ကနေ၂၂ရက်နေ့အထိအပြစ်ရကြောင့်ကြေညာချက်ထုတ်ပြန်ထားပြီးနောက်အပြစ်ရကြောင့်တက်တန်းတွမယ်လို့ထုတ်ပြန်ချက်မလုပ်ခင်မှာအောင်ပြတက်မှာနှစ်နေမြန်နောက်ချုံမျိုးအုံတီကြေးရော်ကိုဂျက်ဖိတ်တာတစည်းနဲ့လေချောင်းကနေတစင်းဘုန်းနှောင်းလာရောက်ကြေချတက်ခိတ်တာကိုလောက်ဆောင်ခဲ့တယ်လို့ TNL ကသတင်းထုတ်ပြန်လာပါတယ် ဲ့ဒီတိုက်ခိုက်မှုကိုစစ်ကောင်စီကဧပြီလ22ရက်နေ့မနေ့စနေ30မိနစ်မှာလောက်ဆောင်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီတိုက်ခိုက်မှုကြောင့်ပြည်သူပိုင်နေအိမ်၅လုံးထိမှန်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်းဆိုထားပါတယ်။ပြည်ရကလာဧပြီ22ရက်နေ့မှာလည်းစစ်ကောင်စီဟာတန်ခမ်းကြေးရွာမှာရှိတဲ့ကိုရနှစ်တက်စကန်အနီးတိုက်ပွဲဖြစ်ပွားချိန်မှာစစ်ကောင်စီဟာအဆင့်ငွေပေါင်း15လုံးနဲ့လာရောက်ပြစ်ချတိုက်ခိုက်ခဲ့တာရှိခဲ့တယ်လို့လည်းဆိုထားပါတယ်။ဒီအဆင့်ငွေပုံကြောင့် CNN လေတက်တာစေဦးထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး ဲ့ဒီထဲက3ဦးကတော့ပြန်ရပြင်းထန်တယ်လို့လည်းဆိုထားပါတယ်။ဒါအပြင်ဒီအဆက်ငွေပုံကြောင့် PNL တက်သားတွေဟာမူးဝေတာ၊တက်ရှူမြန်ဆန်တာ၊မအိမတာဖြစ်တာ၊စိတ်လှုပ်ရှားမြန်ဆန်တာ၊မိုးပန်းတာ၊အောက်ဆီဂျင်ကျတဲ့ဝေဒနာတွေကိုခံစားနေကြရပြီးတော့စစ်ကူတမှုတွေကိုလည်းခံယူနေကြရတယ်လို့လည်းဆိုပါတယ်။စစ်ကောင်စီတပ်ဟာအေဗလတ်နှစ်ရက်နေကနဲ့အေဗလတ်22ရက်နေအထိအပြည့်ရတယ်လို့ကြေညာချက်ထုတ်ပြန်ထားပေမဲ့ပလောင်ပြင်းနယ်လွတ်မြောက်ရေးတပ်ဦး BSNLF CNL အုပ်ချုပ်ရေးမြို့နယ်တွေကို CNR ဖြစ်တဲ့နာထိုးစစ်ဆန်တက်ခိုက်တာနဲ့လက်ပွဲဖြစ်ပွားရှင်းမရှိတဲ့နေရာတွေကိုလေကြောင်းကနေဘုံကျက်တက်ခိုက်တာတွေကိုစက်တိတ်လှုပ်ဆောင်ခဲ့တယ်လို့လည်း CNL ကဆိုထားပါတယ်။ညီနောင်မဟာမိတ်တုံးခွဲ့အနေနဲ့ငလျင်တန်တဲ့ပြည်သူတွေနဲ့လူထုရဲ့အခက်ခဲတွေကိုဆန္ဒထောက်ထားတာကြောင့်သူစစ်ကိုတလတာအကြံတစ်ဖက်သက်အပြည့်ရမယ်လို့ပြီးခဲ့တဲ့အေဘီလာ၁ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပြီးနောက်သူစစ်တွေအကောင်လုံးကိုကျန်းနာထားကြတာလည်းဖြစ်ပါတယ်ခင်ဗျာ။ ကနေ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကြားရမှာကတော့တက်ခက်ရတဲ့စတိတ်လုံးနေတဲ့စစ်ကောင်စီကအပြည့်အကလထတ်တိုးတယ်လို့ထုတ်ပြန်လာတဲ့သတင်းကိုကြားရမှာပဲဖြစ်ပါတယ်ငလျင်ကစီလုံငန်းတွေလောက်ဆောင်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့အေဗီလာ၂ရက်နေ့ကနေ၂၂ရက်နေ့ထိအပြည့်ရအကြောင်းကြီးညာထားတဲ့စစ်ကောင်စီဟာယာယီအပြည့်ရတာကိုသတန်းထမှန်တိုးတယ်လို့မနေ့ကသတင်းထုတ်ပြန်ပြောဆိုလာပါတယ်စစ်ကောင်စီဟာအေဗီလာ၂ရက်နေ့ကနေ၂၂ရက်နေ့ထိပြည့်ရစစ်ကြောင်းထုတ်ပြန်ကြီးညာခဲ့ပြီးနောက်မှာ အေဗီလက်23ရက်နေ့ကနေ30ရက်နေ့ဒီဒဘက်တာအပြည့်ရက်မှုကိုထပ်မံတက်တန်းတိုးလိုက်တာဖြစ်ပါတယ်ခုလိုအပြည့်ရက်တက်တန်းတိုးလိုက်တာဟာငလျင်ကြောက်ကစီရဲ့လုပ်ငန်းတွေနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုချိန်အောင်မြန်လုပ်ကိန်ဆောင်ရွက်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပြည့်ရက်ကာလကိုထပ်မံတက်တန်းတိုးလိုက်တာဖြစ်တယ်လို့လည်းဆိုထားပါတယ်စစ်ကောင်စီအနေနဲ့ပြည့်ရက်ကြီးညာထားပေမဲ့ရခိုင်ပြည်ဝင်ငလျင်တန်းကိုအပြည့်အစုံခန်းစားခဲ့ကြရတဲ့မန္တလေးတိုင်းနဲ့စကိုင်းတိုင်းလိုနေရာတွေကိုပါ လေချောင်းတက်ကြိုက်တာတဲ့စက်တိုက်လောက်ဆောင်ခဲ့တာရှိပြီးတော့ဒီအပြည့်ရအောင်ပြင်ညာနေတာဟာစစ်ကောင်စီနေနဲ့နာမည်တက်တက်တာအပြည့်ရတယ်လို့ထုတ်ပြန်တာဖြစ်ပြီးတော့အောက်ချင်မှာနေစင်တက်ခိုက်မှုတွေရှိနေတယ်လို့တိတ်ပွေးတဲ့အပြင်းထန်ဖြစ်ပွားနေတဲ့ရခိုင်ပြည်နယ်ကြောက်ပြည်မြို့ဒေသခံတွေကပြောဆိုထားကြပါတယ်စစ်ကောင်စီဟာအပြည့်ရကာလဖြစ်တဲ့အေပိလ21ရက်နေ့ကလည်း KNU ထိုင်းချုပ်နေမြို့တွေဖြစ်တဲ့သထောင်ဖအံဂျီလန်ဖပွန်ကိုကရိုင်းရဲ့ဂျုံလုံးမျိုးတွေကိုလေကြောင်းတက်ခိုက်တာတွေလောက်ဆောင်ခဲ့တဲ့အတွက် ရက်သားပြည်သူ20ဦးထက်မနည်းသေဆုံးခဲ့ရပြီးတော့30ထက်မနည်းတဲ့ပြည်သူတွေဟာလည်းကြိတ်ခိုက်တမ်းရရရှိခဲ့ရတာလည်းရှိခဲ့ပါတယ်ခင်ဗျာကျွန်တော်တို့ CNN နဲ့သတင်းဌာနရဲ့တနစ်တာရေဒီယိုထုတ်လွှင့်မှုဟာဒီမှာပဲပြည်ဆောင်ပြီးဖြစ်ပါတယ်သတင်းတွေကိုနားဆက်ပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုထူးကျေးဇူးတင်ရှိပါကြောင်းကာရဝတ်ပြုအပ်ပါတယ်နောက်နေ့တွင်မှလည်း CNN ကတက်ဆက်ပေးတဲ့တနစ်တာသတင်းတွေကိုနားဆင်မယ်ဆိုရင် CNN ရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်သလို YouTube, Telegram, X နဲ့ TikTok တွေမှာလည်းနေ့စဉ်စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်းတင်ကြံပါအပ်ပါတယ်ခင်ဗျာ။